တူတွေကချစ်တာ ဩဒါတွေကကျွန်တော်ထင်တာကတော့သူတို့လည်းဟိုကျွန်တော်သတင်းကျဆိုတော့ကြောက်လန့်ပြီးတော့တက်မှာအလောက်ကင်စင်ပြအောင်လာကြတော့ကြတယ်ပဲသဘောထားတာ။အဲ့တော့သူတို့နဲ့ကိုယ်တည်းကအလုပ်တွေတွဲလုပ်ကြတော့တက်မှာသူတို့လည်းကိုယ်ကအလုပ်တွေပေးထားတော့သူကလည်းဩအေးဒီတစ်နှစ်တခါတော့ငါတို့လည်းကျွန်တော်တောင်းနေလာကြတော့လိုက်တာပေါ့ဟုတ်ပါဟုတ်ပါငါတော့မှလို့ဟိုစမတိုင်းကောင်းတိုင်းကောင်းမှတော့ဟိုဘိုးတော်လိုမျိုးဖြစ်နေပြီလို့ခြေတော့လာထိပြီးတော့ကိုကိုကိုလည်းမသိတော့အမှန်တော့အဓိကကတော့ကိုယ့်အကိုပေါ့နော်အောင်မြင်နေလို့ရှိရင်ကျွန်တော်တို့ဒီလောက်ကြီးလာပြီးကြတော့တာမကြတော့တာတဲ့ပေါ့နော်သူတို့ တို့ရဲ့ time management ကိုတို့တေချာလုပ်ရမယ်တို့ကိုချစ်တဲ့ပရိသတ်တွေနဲ့တို့တေချာပြန်မလိုက်ရောညီတွေ့နေရမယ်မီဒီယာတွေနဲ့လည်းတို့ပေါင်းကူးသတားလို့ပြောပေါ့နော်မီဒီယာတွေကိုလည်းတို့ဟိုမှန်မှန်ကန်ကန်ဆက်ဆံမှုလိုတယ်ပေါ့နော်တချို့တဲ့မီဒီယာတွေကိုဟိုဥပိ္ပခါတူးတက်တဲ့လူတွေရှိတယ်ပေါ့နော်မနိုင်ပြောလို့ရှိရင်ကျွန်တော်ကိုယ့်အကိုတိတ်ခဲလောက်တာအရန်လောက်ပါတယ်ကျွန်တော်တသိကိုပြန်24တိုင်ပါဆို7နိုင်ပဲအိပ်ပြီးတော့နောက်2နိုင်လောက်ကကျွန်တော်ခန္ဓာကိုယ်ထိမ့်သိမ်းဆောက်ရှောက်ရေးအတွက်လည်းကျွန်တော်လုပ်တယ်ပြီးတော့ကျွန်တော်အလုံးချိန်ရ7နိုင်လောက်တယ် အဲ့တော့တနေ့မှာ24နာရီရှိရင်7နာရီကကျွန်တော်အလုပ်လုပ်တယ်ပြီးရင်2နာရီကကျွန်တော်ရဲ့ခန္ဓာကိုယ်ဟိုထိန်းသိမ်းဆောက်ရှောက်ရေးပေါ့နော်ကျွန်တော်လေ့ကျင့်ခန်းလုပ်တာရှိတယ်စပါလုပ်တာရှိတယ်နော်နောက်ပြီးတော့ကျွန်တော်အာ7နာရီအိတ်တယ်ကျွန်တဲ့အချိန်ကတော့ကျွန်တော်အမေနားမှာကျွန်တော်နေတယ်ကျွန်တော်ကျွန်တဲ့ကိစ္စတွေလုပ်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့တနေ့တာကျွန်တော် skin care တွေကျွန်တော် routine တွေပေါ့အနည်းဆုံးကျွန်တော်နိုင်ပေးပြီးတော့ညဆိုလဲအချိန်ပေးပြီးတော့လုပ်တယ်ကျွန်တော်73နှစ်74နှစ်လောက်ထဲကစလုပ်တော့ ဟုတ်တယ်အဲ့ခက်တော့ဆိုကျွန်တော်တို့မှာ mass တွေပါမရှိဘူးလေမရှိတော့ကျွန်တော်ကျွန်တော်စာအုပ်တွေဖတ်ရတယ်အဲ့ခက်ကဆိုကျွန်တော်တို့ဒီဟိုဆိုင်ရနေပြီးတော့ဝတ္ထုစာအုပ်တွေလိုမျိုးလေမဂဇင်းစာအုပ်တွေထွက်တယ်တပြေတို့ပါတော့အဲ့ခက်ကဟာတွေပေါ့နော်အဲ့ဖတ်ပြီးတော့အဲ့ထက်မှာပါတဲ့ဟို mass လုပ်နည်းတွေပါဆိုကိုယ့်ကိုလောက်ရတာပေါ့နော်သခွားသီးနဲ့ပြားရည်နဲ့ကျုပ်အကာနဲ့ဟိုဂျုံနဲ့နော်တမယာသီးနဲ့အဲ့အဲ့လိုမျိုးတွေလည်းကျွန်တော်တို့လောက်ရတာဟုတ်နုနေဆိုရင်ဒါအများကြီးကျွန်တော်တို့လောက်ထားတာပေါ့နော်ကျွန်တော်တော့ဒီ နိုင်ငံသားမှာဆိုအញ្ញမ်းကိုကောင်းတဲ့ဘုံမဲရိုးဆိုရဲဟာပေါ့နော်ဘုံမဲရိုးတရဖီနဲ့ကျွန်တော်အများကြီးကုထားတာပေါ့အကုထားတဲ့ဒီကကျွန်တော်ခန္ဓာကိုယ်ကြီးကျွန်တော်အစိတ်ပိုင်းတွေကအများကြီးနုပြုံနေတာပေါ့ဘုံမဲရိုးကကျွန်တော်တို့ဘာ၈သိန်းကျော်တော့ပေးရကျွန်တော်အတွက်ချမ်းမာရေးနဲ့ကျွန်တော်ချမ်းမာရေးနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီဟာအတွက်ဆိုကျွန်တော်ပတ်စံကို ဓိကအဲ့ဒါပဲသုံးတာလေကျွန်တော်ဘွားမှာကျွန်တော်အရက်လည်းမတောက်ဘူးဖဲလည်းမရဘူးလောင်းကစားလည်းမလုပ်ဘူးဟိုတော့အပြော်ပါလည်းတိတ်မမက်ဘူးကျွန်တော်ရဲ့ဘွားရဲ့အဓိကကုန်ချတာဆိုလို့ကျွန်တော်အမေအတွက်ကုန်ချတာရှိတယ်ခြံတဲ့ဟာကျွန်တော်ရဲ့ဒီ skin care ကိစ္စတွေတော့ကျွန်တော်ဆေးကုတဲ့ကိစ္စတွေဆေးကုတယ်ဆိုတော့ကျွန်တော်အများကြီးဆေးကုတယ်ဘာလို့ကျွန်တော်အခုဆိုလည်းဘာကောက်တော့အောင်မှာဘာလို့ဟိုတလောတော့ကျွန်တော်အဖေကအဆိုင်ကန်ဆာနဲ့တည်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအဆိုင်ပူလန်းချောင်းတွေချိထားတယ်အဲ့မှာအလုံးတစ်လုံးတွေ့တယ်အဲ့ဒါကိုသူတို့လေဆာနဲ့ဖြတ်ထုတ်လိုက်တယ်ဟိုကန်ဆာဆဲဟုတ်မဟုတ်ဆစ်တဲ့ခါမှာဟုတ်ဘူးဒါပေမဲ့ ျွန်တော်တို့ဒါ blow test ဆိုတာရှိသေးတယ်အများတိုင်းဖြစ်တယ်ကျွန်တော်နှလုံးနဲ့ပတ်သက်တာဆိုလဲကျွန်တော်နှလုံးသွေးကြောချင်းနေတဲ့ယောဂရှိတယ်ပေါ့နော်အဲ့ဒါရှိတယ်နော်ကျွန်တော်မှစီးကြိုရှိတယ်နော်ကျွန်တော်သွေးတိုးတယ်ရှိတယ်အဲ့ဆရာဝန်က6လတခါမှဆက်ရမယ်လို့ပြောတယ်ကျွန်တော်ကမဟုတ်ဘူးငါအဆင်ပြေတယ်ငါအတွက်ကို3လတချိန်ဆက်မယ်ကျွန်တော်3လတချိန်ဟိုတော်တော်ပြီးဆက်တယ်ဘာဖြစ်လို့ဆိုတော့ချိန်မီပြောင်းလဲဖြစ်သွားနိုင်တယ်ဒီဘာလို့ကျွန်တော်နေ့စဉ်စားတောက်နေတဲ့အစားတောက်တွေကเนาะကိုလက်စထရောတွေများတာရှိပဲနည်းတာရှိပဲချိန်မီတစ်ခုပြောင်းလဲသွားခါမှာရုပ်ရက် ကျွန်တော်ဖောက်သွားလို့ရှိရင်ကဲမှာဒီသွေးကြောမြင့်မြင့်လေးတွေပောက်သွားလို့ရှိရင်ကျွန်တော်မှအများကြီးဒုက္ခရောက်တယ်အဲကြောင့်ကျွန်တော်အချိန်နဲ့တပြေးညီပေါ့နော်အဲကျမယူရမ်းလိုက်စားရတယ်နော်အာဆိုတော့ဒီကျွန်တော်ဒီမျက်နှာတွေပါနေလောက်တာဘာညာဆိုလို့ရှိရင်ကျွန်တော်ဆရာဝန်ဆိုလို့ရှိရင်ဘာကောင်းမှကျွန်တော်ဆရာဝန်ရှိတယ်ပေါ့နော်ကျွန်တော်ဆရာဝန်မလို့အဲ့မလို့ပေးမလို့မလို့ဖေးရင်လည်းကျွန်တော်စိတ်ကျေနပ်အောင်ကျွန်တော်တခုတော့လုတ်ပေးလိုက်ဆိုလုတ်ပြီးတော့မှကျွန်တော်ပြန် အဲကျွန်တော်၃လတခါမို့၂လတခါတော့သူ့ကိုသွားတွေ့ဒါအဓိကကတော့ဘယ်လိုခေါ်မလဲဆိုကျွန်တော်ကဘယ်လိုခေါ်ဆိုတော့ကိုယ့်ကိုတံပိုးထားတယ်လို့ခေါ်တာပေါ့နော်တချို့တွေကကိုယ့်ကိုမချစ်တာပေါ့နော်ကိုယ့်ကိုမချစ်တဲ့ကြောင့်ဆေးတွေပိုင်းမစစ်ဘူးဒါမှဖြစ်မှသွားကုတာမဟုတ်ကျမ်းမာရေးဆိုတာဖြစ်မှကုရတာမဟုတ်ချိုးပြီးတော့စစ်ရမယ်ယောဂါဆိုတာအစလေးကိုစတွေ့ရင်စကုလို့ချင်းမိတယ် ကင်ဆာဆဲတွေပါလေဆိုတာဆက်ဆံခြင်းတွေ့တဲ့အခါမျိုးချက်ချင်းတတ်လိုက်လို့ရတယ်လေနောက်ဆုံးအချိန်မှာတွေ့လိုက်တဲ့အခါကျရင်နောက်ကျရင်ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေကျွန်တော်အချံပေးချင်ပါတယ်ဟိုဒါဖြစ်နိုင်လို့ရှိရင်ကျမကြီးကိုစစ်ပါဖြစ်မှာသွားပြရတာမျိုးမလုပ်ဘဲနဲ့ပေါ့နော်အများတိုင်းလုပ်ပါနောက်ကျွန်တော် Facebook မှာဆိုလဲကျမကြီး post တဲ့ပြောတဲ့လူတွေဟိုဒေါက်တာတယောက်ရှိတယ်သပင်းတူတူနဲ့ဆရာမလေး ဲ့ဆိုကျွန်တော်အမြဲတမ်းသူ့ဟာကိုညဆိုအဲ့ဒါလေးလာတယ်ဘာလို့ဆိုသူအမြဲတမ်းပြောရတာလေစီချိုဝေဆိုတာရှင်နေဘာလို့ရမလဲအာတီးတောက်တဲ့လူတွေဘာရှိတဲ့စနွင်းစားရင်ဘလို့တောက်ရတောက်ရတယ်ပေါ့နော်တချို့ကစနွင်းဒီတိုင်းစားရတယ်ပေါ့နော်အဲ့လိုမစားအောင်စီတဲ့ဖြော်ပြီးမှစားတော့မှအာဝင်တယ်တို့တချို့စနွင်းလုံးနေတောက်တာပဲအစ်မပြေတာပဲအဲ့လိုမျိုးကြီးပေါ့နော်ဒါဘူးသူတရီဆိုတော့ကျွန်တော်အမြဲတမ်းလေးလာဘသူတွေကချစ်တာလဲ ဩဒါတွေကကျွန်တော်ထင်တာကတော့သူတို့လည်းဟိုကျွန်တော်သတင်းကျုပ်ဆိုတော့ကြောက်လန့်ပြီးတော့တက်မှာအလောက်ကင်စေပြအောင်လာကြတော့ကြတယ်ပဲသဘောထားတာဟုတ်လားဟုတ် ပြန်ဟုတ်ခါရင်းနေတရားကျွန်တော်လည်းရန်ကုန်မှာမရှိတာပါတယ်ဗောနော်ဒီနေ့မှာရှိတယ်ဆိုတော့လာကြရပြန်နော်သူတို့နဲ့ကိုယ်နဲ့အလုပ်တွေတွဲလုပ်ကြတော့တကယ်မှာသူတို့လည်းကိုယ်အလုပ်တွေပေးထားတော့သူကလည်းအော်အေးဒီတစ်နှစ်တစ်ခါတော့ငါတို့လည်းချင်းတော်တောင်းောင်းနဲ့လာကြတော့လိုက်ကြပါဘောဟုတ်ပါဟုတ်ပါငါတော့မှလို့ဟိုမတိုင်းကောင်းတိုင်းကောင်းမှတော့ဟိုဘိုးတော်လိုမျိုးဖြစ်နေပြီလို့ခြေတော်လာထိပြီးတော့ကိုကိုကိုလည်းမသိတော့အမှန်တော့အဓိကကတော့ကိုယ့်အကူဘောနော်အောင်မြင်နေလို့ရှိရင်ကျွန်တော်တို့ဒီလောက်ကြီးလာပြီးကြတော့တာမကြတော့တာတဲ့ဗောနော်သူတို့ သူတို့ရဲ့ time management ကိုသူတို့သိချာလောက်ရမယ်သူတို့ချစ်တဲ့ပြိတ်သက်တွေနဲ့သူတို့သိချာပြန်မလိုက်ရောညီတွေ့နေရမယ်မီဒီယာတွေနဲ့လည်းသူတို့ပေါင်းကူသနာဖြစ်တဲ့မီဒီယာတွေကလည်းဟိုပေါ့နော်သူတို့ interview မယ်ဟိုကိုယ့်ရဲ့အမှုပညာနဲ့လောက်အားကိုလည်းဖြန့်ကျင်တဲ့ဟာကိုလည်းပေါင်းကူသနာလို့မျိုးပေါ့နော်မီဒီယာတွေကိုလည်းသူတို့ဟိုမမကန်ကန်ဆက်ဆံမှုလို့လေပေါ့နော်တချို့တဲ့မီဒီယာတွေကိုဟိုဥပိ္ပခါပြုတ်တတ်တဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့ငါငါဟဲ့ဆိုတာလုတ်တတ်တယ်